ေစီရေးကိုမြတ်စွာဘုရားလျှောက်ကြပါလေ။ဘုန်းတော်ကြီးညတ်တော်မူသောမြတ်စွာဘုရား။အရှင်ဘုရားဟောကြားတော်မူသည့်အတိုင်းချစ်ခင်နှင့်တန်မြတ်လို့အတော်သူများနှင့်၎င်းသက်ရှိသက်မဲ့သတော်ဝါပေါင်းတို့နှင့်တနည်းခွဲပါရမည်ဆိုဒီမှာတပြည့်တော်တည်ချမ်းပြီဖြစ်ပါလေ။ဘုရားတပည့်တော်ပူဆွေးနေရသည့်အကြောင်းမှာ ရှင်ဘုရားပြိနေပါပြုပြီးဒီနောက်အရှင်ဘုရားတရင်သုံးငယ်သောနေရာဌာနများကျောင်းလိုက်ကြီးများဝယ်တရားနာကြသောလူပရိသတ်ယဟန်ပရိသတ်တို့ရောက်ရှိမလာကြတော့ဘဲ၆သိပျက်စီးကုန်သောမိအရေးကိုမပြီးတော့ကိုချေတော့ကဖြစ်မိပါကြောင်းရှင်အာနန္ဒမထေရကရှောက်တည်ခြင်းဖြစ်ပါလေရှင် တိဟာအရှင် မြတ်စွာပရိနိဗ္ဗာန်ပြုကံဤအချိန်တွင်ရှင်အနန္တမထေရသူမြတ်သည်မြတ်စွာဘုရားတတော်ထင်ရှားရှိစဉ်ကဘွားကျွတ်တော်အခါဘုရားမူလာရောက်ကြကုန်သောယဟန်ကောင်းယဟန်မြတ်တို့စီကပ်ဖူးမြော်ခွင့်ရခဲ့ပါသည်မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူသောအခါအဘယ်နေရာအဘယ်ဌာနကို စီကပုံမြော်ခွင့်ရနိုင်ပါမည်နည်းဟုမြတ်စွာဘုရားအားလျှောက်ထားသောအခါ၌မြတ်စွာဘုရားရှင်ကစိတ္တာအနန္ဒာယရနာသုံးပါးကြီးမြို့သောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့အတွေ့သွားရောက်ပုံမြော်တောင်ဝေကယူတင်သောဌာနလေးဌာနတို့ရှိကုန်၏အဘယ်လေးဌာနတို့နည်းဟုမူကားဤလုံးမဏိတာမောအင်းညင်းတော်ကား စွာဘုရားခွားမြင်တော်မူရာဌာနပါတကားဤဘုရားတရားမဟာဘောဓိမန္တန်ကမြတ်စွာဘုရားသဗ္ဗညုတဉာဏ်တော်ကိုရတော်မူရာဌာနပါတကားဤမိဂရဝုန်တော်သည်မြတ်စွာဘုရားအတုမဲ့ဓမ္မစကြာတရားကိုဟောကြားရာဌာနပါတကားဤမန္တမင်းတို့ဤကုသိနာယုံအင်ကြီးရေကုန်ကမြတ်စွာဘုရားနေဘူးနန်းတို့ ကိုဝင်းစံမြန်းလျေဝိဘကမ္မဇယုတ်တို့အကျွမ်းမဲ့ခြုံငိမ့်ရာဌာနပါကဟုတရာတရားရှိသောအမျိုးကောင်းသားအမျိုးကောင်းသမီးတို့တွားရောက်ကူးမြော်တာဝန်က ယူတင်သောဌာနများဖြစ်ပေသည်အကျဉ်လူတို့သည်ဘုရားဝခီတဲ့လက်မှုကိုပြု၍ကြီးညိုစိတ်ဖြင့်သေလွန်ကြကုန်သောဘိုးသူအားလုံးတို့သည်နာရွာသူကတိတို့ရောက်ကုန်တတ်ဟုမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါလေရှင် မေအပေါင်းပြိတန်နေနေခြင်းမှနောက်ဆုံးဖြစ်တဲ့ توا ရနေရကမောရီညာရတဲ့နေရမဟာမောရီလည်းမမေနဲ့စင်သာဓမ္မစကြတရားဟူဟောတဲ့မိဂရာဝုံလည်းမမေအပေါင်းပြိနေဝံပြုတော်မူရာလေးဌာနဆုံးကုတိနာယုံမှာညာနုစင်မကွာမမေအစင် လေးဌာနကြီးညိုမညိုသည်များကောင်းညိုမျိုးမဆုံးပါဆွဲမကြပါမြဲတက်အမကွာဆွဲမကြပါလူရွာနှရွာကောင်းရမလွဲပါသီအစရာရလနာစီမခန်းစီနတ်ထပကတနေချံဝိမန်ကြီး